ဟုတ်ကဲ့ကိုမျိုးဝင်ခင်ဗျာအခုမြန်မာနိုင်ငံမှာသခိုင်းမြင်းကလေးကပ်ဘေးကြီးဖြစ်ပြီးတဲ့အခါမှာမြို့ရောလူတို့ရောတော်တော်လေးကိုဒါတော်တော်ထိခိုက်နစ်နာမှုတွေဖြစ်တဲ့အခါမှာအခုပြည်တွင်းစစ်မှာပါဝင်နေကြတဲ့သက်ဆိုင်သူအားလုံးတော့မဟုတ်ဘူးတချို့ပေါ့နော်ဥမာ UNG ပါတယ်စစ်ကောင်စီပါတယ်ဟိုညီနောင်သုံးဘက်ပါတယ် KYA ပါတယ်ဆိုတော့အချင်းချင်းအပြန်အလှန်ပေါ့ယာယီအပြစ်ခတ်ရက်စဲမယ်ဆိုပြီးတော့ကြီးညာချက်တည်တည်ထုတ်ပါတယ်ဆိုတော့ဒီပုံမှာ ကုလသမဂ္ဂပေါ့အဓိကကုလသမဂ္ဂလုံခြုံရေးကောင်စီလည်းပါတယ်အာဆီယံလည်းပါတယ် EU လည်းပါတယ်အားလုံးကဒီအခြေအနေအခြေအနေကောင်းပေါ့လေတရားလော့အတွက်ကိုအဲ့လိုမျိုးကြိုဆိုတဲ့ statement တွေလည်းထုတ်တယ်မြမရေးသုံးသက်သူတွေကလည်းဒါဒီအခြေအနေမှာဆက်သွားရင်တော့တိုင်းပြည်ကတကယ်ကို face state ဖြစ်တော့မယ်ဟိုအခြေအနေကောင်းဖြစ်တရားလော့ကိုမျှော်လင့်ကြတယ်ဆိုတော့အဲ့ဒီပုံမှာဆွေးနွေးနေကြပေါ့နော်ဘယ်လောက်ထိဒီကြင်ညာချက်ကဟိုရလက်တွေပေါ်လာမလဲဒါပေမဲ့ပထမဆုံးအနေနဲ့ဒီထုတ်တဲ့ကြင်ညာချက်ကိုတော့ကျွန်တော် analysis လုပ်ဖို့လိုမယ်သူတို့ကယာယီအနေနဲ့ပဲပြောတာဟုတ် เนาะဆိုအဲ့ဒီမှာလဲဟို condition တွေလဲပါတယ်ထိုးစစ်တာမလုပ်တာခုခံစစ်တော့ရှိတယ်တက်ဆိုင်သူတချို့ကဂူရန်လိုကျင်ညာချက်ထုတ်ထားပေးမယ်ဟိုတိုက်ပွဲတွေကတချိန်ချင်းပဲလေကြားနေရတာပုံမှန်အတိုင်းပဲ run နေတာအပထမဆုံးအနေနဲ့ဒီကျင်ညာချက်ပေါ်ပေါ့နော်ကိုမျိုးဝင်းကဒီဒီ NCA ပါဝင်ဒီငင်းငယ်လုပ်ငန်းစဉ်တွေမှာတောက်လျှောက်ပါဝင်ခဲ့ပြီးတော့အခုကျင်ညာချက်ပေါ်မှာဘယ်လိုမျိုးတွေ့ရလဲဘယ်လိုခံစားရလဲဒီကျင်ညာချက်တွေရဲ့သဘောထားပေါ့နော်ဘယ်လိုမျိုးတွေ့ရလဲဗျအဲ့ဒါလေးအရင်ဆုံးပြောပြပေးပါဦးအဟုတ် ဒီကတော့ဟိုပညာချက်ပါဟိုခုနကဒီကိုတက်ထွင်းနိုင်ပြောသလိုပေါ့နော်ဒီပညာချက်မှာလည်းပဲဟို condition ပါတာပေါ့နော်ဒီ SSC ဖက်ကဆိုရင်လည်းပဲသူရဲ့ပညာချက်နှစ်ပါ၄ပေါ့အပိုင်း၄မှာပေါ့ပိုင်း၄မှာဒီအချိန်ဒီမှာဆိုရင်တော့သူတို့ဒီဈေးရဆောင်ရလိမ့်မယ်ဆိုတာအချိန်ဒီပေါ့နော်ဒီဟာ KIA ဖက်ကဆိုရင်လည်းပဲဒီအချက်၄ကတန်ရသားလည်းတကယ်ဖွဲ့စည်းဒီပဲလိုင်းနာဖို့မလို့ SSC လည်းလိုင်းနာမှုလို့တယ်ဆိုတာဒီသဘောထားမှတ်ချက်နဲ့ထောက်တာပေါ့နော် ဒီထုတ်စင်တော့မလို့ဘူးခုခကကွယ်စင်ဆိုလိုတာချုံပြောမယ်ဆိုရင်တော့ကျူတင်စည်းကတ်တမချဲမပါပဲနဲ့ unilateral ceasefire ပေါ့တပတ်သက်ပြခရဲစိမ့်လို့တပ်တော့မဟုတ်ဘူးအဲ့ဒီချင်းနေပြောမယ်ဆိုတော့ဒါဆင်ကျင်လို့တရားပေါ်မှာမူတည်သွားတယ်ဒီချက်ကဒါထုတ်စင်တာဒါခံစစ်တာဒါမဟုတ်လည်းပဲဒါဒီခုနပြောလို့ဒီ SSC ကထုတ်ပြထားမှာထားမှာဆိုရင်လည်းပဲဒီစုဖွဲ့မှုတွေမလို့ရဘူးလေကျင်းမှုတွေမလို့ရဘူးဒါမျိုးတွေကတော်တော်လေးကိုကကျက်ပြတာပေါ့နော်ဒီချင်းတွေကအဲဆိုတော့ နိုင်ငံရေးရပြောမှဆိုရင်တော့ပြဿနာဖြေရှင်းဖို့အတွက်ခြံတာလို့အနစ်သေးတယ်လို့ကျွန်တော်ကျွန်တော်တော့မြင်တယ်ဒီပြည်ပဒခန့်ခန်းစားနေရတဲ့ပြည်သူလူထုအတွက်ကောင်းမွန်တဲ့အခြေအနေဖန်တီးဖို့အတွက်ဆိုလိုတာတော့အခု Unilateral Ceasefire နေပြီးတော့မှတကယ်ပိုက်လို့ Ceasefire ပေါ့နော်ဒါမျိုး Ceasefire ဖြစ်နိုင်ဖို့အတွက်ဆိုရင်တော့ဒီအခြေအနေလောက်နေတော့မရဘူးပေါ့နော်တစ်ဖက်မှာလည်းပဲဟိုကျွန်တော်မြင်ကြည့်တာတော့ဟို ထုတ်ပြကြညာချက်ရဲ့ထုတ်ပြကြညာချက်ထိုးရတဲ့နိုင်ငံရေးဝန်ကျင်ပေါ့ဒီအချိန်နေနဲ့ကျွန်တော်တို့စာကြည့်ဦးလို့တာပေါ့နော်ကိုကအခုချင်းနေမှာဆိုရင်တော့နိုင်ငံရေးရတော့ဘွေးနေပြောရင်တော့ကျွန်တော်အမြင်တစ်မျိုးဖြစ်နေတာဒီအမြင်တစ်မျိုးကတော့ဒီဒါလိမ့်ညတာဒါတနေငံလုံးဒီစည်ရှိအမြင်ဆုံးနေတာဖြစ်တာပေါ့အဲစေဘိဒံခံနေရတဲ့ချင်းနေတပြင်းနဲ့ထမအခုလိုမျိုးတဘာဘိဒံငလင်းဘိဒံမှာခံနေရတော့ပြည်သူလူတော်တော်လေးကိုထိတာပေါ့ အဲ့တော့မန်တလေးဆိုတာလည်းပဲအထက်ပမာပြည်ရဲ့ဆုံးရဖြစ်တယ်တကယ်စီးပွားရေးဆက်တောင်ဖြစ်တယ်ခုပထမဆေးကတော့ OA ပြစီတဲ့ပြည်ခံမှုတွေဖြစ်တယ်နောက်ဆက်တွဲပြဿနာကြီးအများကြီးလာမှာဒီချင်းဒီပုံမှာမူတည်ပြီးတော့တိုက်ပြရနာကတွဲကိုလာရေးချမ်းဖြစ်ရှာသိပြီးဒီချင်းဒီအောက်မှာမျက်နှာလူတို့မျက်နှာမူပြီးတော့မှဖြစ်ရှင်းသိပြီးဆိုတဲ့တိုက်တော့မှုကအမြင်တစ်မျိုးနောက်ထပ်အမြင်တစ်မျိုးရှိတာတော့အာဒီချင်းတွေကတော့နေပြီးတော့လည်းပဲအများကြီးထိခိုက်သွားပြီး နေပြည်တော်ဒီမဒီ SSC ရဲ့ဒီအုပ်ချုပ်မှုလုပ်ငန်းတွေဒီမှာအခုချင်းမှာတော်တော်လေးရင်းဆိုင်ခက်ခဲနေရင်းဆိုင်နေရပြီတာဒါတွေထူထောင်မှုတွဲဆုံနေလို့အခြေအနေအများကြီးရှိမှာပဲအဲ့ဒီချင်းတွေမှာဒါကိုအခွင့်အလမ်းဖြစ်နေယူပြီးတော့မှဒီဒီနေ့ဒီချင်းမှာ SSC ကိုပို့ပြီးတော့မှစည်ရည်ရဒီအပိဒါစင်နွယ်ဘူးပဲလို့အတဲ့ဆိုတာဒီအမြင့်နှစ်ခုကြားထဲမှာဒီအသံနှစ်ခုမတူဘူးပေါ့နော်ဒီချင်းတွေအခွင့်အလမ်းဖြစ်နေယူပြီးတော့မှတွဲဆုံဆွေးနွေးဖြစ်ရှင်းပုံနဲ့အထက်ဘက်မှာလည်းပဲအင်ဟာစုတွေကလည်းဒါအခွင့်အလမ်းဖြစ်တယ် ဒါကိုကျွန်တော်တုံချပြီးတော့မှဈေးရရှင်းပြရမယ်လားဒါနောက်ခံဘယ်ကောင်းဒီဒီဒီချင်းနေကြထဲမှာမှာအခုလိုမျိုးထွက်ပြကြညာကြဲထွက်လာတယ်ဒီထွက်ပြကြညာကြဲထွက်လာဖို့ပြောလည်းပဲနိုင်ငံတကာလည်း wipe ပါဖို့ဒီကျိုးပန်းကြလာပါတော့အဲ့ဆိုတော့ဟိုဘာလို့ဘလူးပဲပြောပြပါကျွန်တော်အမြင်ရတော့ဟိုမထုတ်တဲ့စာရင်တော့အ ਨੇ ဆုံးတော့ဟိုဒီဈေးရအရှိန်တော့ရှော့သွားတာတော့ရောသွားတာတော့အမှန်ပဲတချို့ပွဲစည်းတွေကထုတ်တယ်တချို့ပွဲစည်းတွေကမထုတ်ဘူးသူအသေးရပေါ့ ဒီချိန်မှာငါတို့ထုတ်စီကြီးတွေမလို့တည်တည်ဘူးပြည်သူတွေတို့မျက်နှာငယ်တွေဥပကင်းယူဆိုထုတ်ပြချက်ကြံမထုံးဒါမဲ့ထိတ်သိမ့်တယ်ဒါသူနိုင်ငံရေးအသေးရပေါ့နော်ဒီထုတ်ခြင်းမထုတ်ခြင်းရတဲ့ထက်ထက်ကိုထုတ်ပြီးတော့လည်းဖြစ်ပฏิပခိုင်ဖြစ်နေတဲ့အချိန်ကြီးလည်းရှိတာပဲဒါမဲ့ချုံပြောမယ်ဆိုရင်တော့ဘာပြောကြုံဆိုသေးတယ်ဒါကျွန်တော်ဆက်မဲ့ယူလိုက်ရင်းနဲ့ဆိုကြိုးစုတယ်ဒါထုတ်တာလည်းစရင်ထုတ်တယ်ဂမ်ပတ်ချင်းကြီးကြည့်မယ်ဆိုတော့လောဝါကြီးတယ်သွားပြီးတော့ဆိုမကြီးတက်ပါဘူး ဒါပေမဲ့အရင်ချင်းနေနဲ့နှိုင်းရှင်ပြောမှဆိုရင်တော့ပဋိပက္ခရှိရင်တော့ညွန့်လာတဲ့နေထားတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်လို့ဒါတော့ဟိုဒီဟုတ်ကဲ့ဒါပေမဲ့အခုရှိတာကဟိုတိုက်ပွဲတွေကထပ်ပြီးတော့တချိန်ချင်းပဲဖြစ်နေတာပဲလေဆိုလိုတာကဟိုအဖြစ်ထုတ်တဲ့သဘောမျိုးလို့ပြောပြောရင်ရနိုင်မလားအဖြစ်ဆိုတာအဖြစ်ဆိုတာတည်းပို့ပြီးအဖြစ်လောက်ပဲရှိရပါဘူးဆိုတော့ဟိုစစ်ကောင်စီထုတ်တာကိုကြည့်မယ်ဆိုရင် तू ကဟိုဘင်းစတက်အစည်းအဝေးမသွားခင်ထုတ်လိုက်တာပေါ့နော် ထုတ်လိုက်တာမဟုတ်သူ condition တွေကလည်း तू ကခုခံစစ်ကတော့ तू ကလုံမယ် तू ကထိုးစစ်တာမစင်တာဒါပေမဲ့လည်းတစ်ဖက်မှာ तू ကတစ်ဖက်ကစစ်သားစုဆောင်းတာစစ်ရေးပြင်ဆင်တာလည်းမလုပ်ရဘူးလုံရင် तू ကတိုက်လို့ရတယ်ဆိုတော့ဟို तू ကတော်တော်ကြီးဟိုဘာမှမထူးဘူးလေတိုက်မယ်ဆိုတဲ့သဘောပဲတိုက်လဲတိုက်နေတယ်ဟိုဘုံတွေလည်းကျဲတယ်ပြောပြီးကျထုတ်တဲ့နေ့မှာပဲဟိုနှစ်ရက်နေ့မှာပဲသူတို့ဟိုဘုံကျဲတယ်ပြောတယ်နော်ဟိုကရင်ရဟိုဘ ෝජ ုတ်ကွန်ပေါ်သူမြေပုံလေးနဲ့ပြတယ်လေနော်အခြေအနေတည်းကဘယ်လိုဖြစ်လဲတော့မသိဘူးပေါ့ဟိုတခါ ညီနောက်သုံးဘွယ်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအေးကတရက်နဲ့ထုတ်တယ်ဒါပေမဲ့နှစ်ရက်နဲ့မှသူကညောင်ကျိုးသိမ်းလိုက်ပြီသူကလည်းခုခံစစ်ပဲလုပ်မယ်ပြောရင်ပဲသူကထိုးစစ်ပုံစံဖြစ်သွားပြီလေညောင်ကျိုးသိမ်းတော့ဆိုတော့ဟိုအခြေအနေတွေကဟိုခုနကကျွန်တော်ပြောတာအဖြစ်သဘောမျိုးလူကြားကောင်းဖြစ်နေတယ်လေတကယ်တမ်းဟိုစန္ဒပါလာဆိုတော့မေရီကွန်ဖြစ်နေတယ်အဲ့ဒီပုံမှာဘယ်လိုပြောချင်လဲနိုင်ငံတကာရောတခြားအင်အားစုတွေရောပြည်သူလူထုကအမြင်ကောင်းအောင်အဖြစ်ဆိုတဲ့သဘောမျိုးလို့တုံ့တန့်မှန်မလားဗျာ ဒီသူပြပြညာရေပေါ်မှာလည်းအမြင်မျိုးမျိုးရှိတာပေါ့နော်ဟိုပြည်သူ့ဘောဆောင်ပြီးတော့ကြိုးဆိုကြတဲ့နိုင်ငံစုတွေရှိသလိုနိုင်ငံကြီးကအများထုတ်ခြင်းတို့အခြေခံလုပ်တယ်ဆိုရင်မြင်မျိုးရရှိတာပေါ့နော်ဒီအမြင်နှစ်ခုတည်းရှိတယ်ဒါပေမဲ့အဲ့ဒါတော့အချိန်ပေါ်မှာမဟုတ်ဘူးဥပမာစောက်ကြည့်ရမှာပေါ့သူရသူပြပြညာချေနောက်မှာရှိနေတယ်ဆောင်ရွက်မှု action တွေကျွန်တော်ကြည့်ရမှာခုနပြောတဲ့အခြေအနေတွေမှန်ပါတယ်တချို့အဲ့ဒီအခြေအနေတွေလည်းဖြစ်တယ်ဒါပေမဲ့နှိုင်းရှင်မှုရပြောမှဆိုရင်တော့သိကြတယ်ရောတော့ရောသွားတယ် တချို့ကျွန်တော်လည်းတွေ့ဆုံတဲ့တတ္တမနေရယ်တွေ့ဆမှုပေါ့နော်ဒီ SSC ပေါ်မှာတွေ့ဆမှုတစ်ခုကတော့ဖြစ်ဖြစ်ချင်းနိုင်ငံတကာအကူအညီချက်ချက်တောက်ခံတယ်သူတော်နိုင်ရှင်းတာဆိုတော့2008နာဂေအတွေ့အကြုံနဲ့ပေါ့နော်နာဂေတွေ့ကြုံတော့ဆိုရင်တော့အဲ့ချင်းဒီမှာဆိုရင်ချက်ချင်းနိုင်ငံတကာအကူအညီချက်ချက်မတောက်ဒါတစ်ချက်ဒါဆိုနိုင်ငံတကာအကူအညီချက်ချက်တောက်တယ်အဲ့ပြီးတော့တစ်ခါနိုင်ငံတကာရဲ့ကက်ဖြတ်ချက်ပေါ့ဘယ်လောက်တိုက်တာဒီဒီခန္ဓာမှုဖြစ်သွားလဲဆို assessment ပေါ့ အဲ့ကိစ္စကိုလည်းပဲသူတို့ကချက်ချင်းမပေးကန်နဲ့ဝင်မယ်ဂျပန်နဲ့ဝင်မယ် assessment တော့ကတော့ဂျပန်ထိမေကန်ထိလာလေကြပြီဒါလည်းပဲဥပမာဆိုနာဂေတောဆိုတလားကြွကြွကြမှာ assessment team နဲ့ခန့်တယ်ပြီးမှဒီ travel type body ball လာတာ mechanism ball လာတာပေါ့အဲ့တော်တော်လေးကိုကြာပြီးမှပြင်တဲ့နေတာဒါမှနိုင်ငံတကာကအဲ့အဲ့တွေ့ကြုံသူတို့ကသင်္ကန်းသားယူပြီးမှဒါဒီနှစ်ချက် assessment ချက်ချင်းလုပ်တယ်ပြီးတော့တစ်ခါဟို unilateral ceasefire လည်းပဲ condition နဲ့ ကြီးညာလိုက်တယ်ဆိုတော့ဒီ၃ချက်ကြည်ပြီးတော့မှဒါဒုစရရှိတယ်ဆိုတော့ဒါတော့ယုံကြည်မှုပေါ့ယုံကြည်မှုလေးကုလိုမျိုးဟိုအញ្ញံကိုရောပွားနေတဲ့ကာလမှာဘာပဲလုပ်လို့ဆိုတော့အတန်တရားနဲ့ကြည်ကြပါပဲအဲဆိုအတန်တရားကျိုးတော့ခံစားပါပဲလေဆိုလိုတာပေါ့နော်အဲဆိုတော့ကျွန်တော်တူတဲ့မြင်ရတော့ဒီအခြေတခုတော့ကျွန်တော်စောက်ကြီးရနေမှထင်တယ်လို့တူတယ်နောက်ကွက်မှာဘလိုပဲကြီးရချက်တွေရှိနေရှိနေဒါပြည်သူလူထုမျက်နှာမှုပြီးတော့ပါရှေ့ဆက်ကျူပန်းနိုင်တဲ့အနေထားမျိုးဖြစ်အောင်ကြိုးစုံနေကြတယ် ချောက်ပြောမယ်ဆိုရင်တော့အကျိုးရလာမရှိဘူးရှိတယ်ဒီတို့ပြတင်ညာချက်နောက်ပါလေတချို့ကလည်းပဲဟာဒီချင်းတွေစတိုင်ဝုဒ်တောင်းနေတာရှိတယ်လို့ဒီချင်းတွေကြီးကိုဆက်ထုတ်ဖို့တော့ကြိုးပမ်းနေတဲ့အနေထားရှိတော့ဒါကြောင့်ဒါသက်ဆက်တပွဲချင်းစီရပဲဒီချင်းတွေအောက်မှာဘယ်လိုဆောင်ရွက်သွားမလဲဆိုတာဟာလေကျွန်တော်စောက်ကြီးရမှာဖြစ်ပါတယ်လို့โอเคคุณน่ะคุณမျိုးဝေးပြောသူလို့ပေါ့เนาะဒီနေရာမှာစစ်ကောင်စီအခက်ပေါ့เนาะတော်လိုင်းအတွက်အချက်ဆိုတဲ့အာမျိုးလဲစဉ်းစားရရှိတယ်တချို့ကဒါကိုဒေတာမဟုတ်ဘူးကိုနေရာမဟုတ်ဘူးပေါ့เนาะ ိုဖြစ်နေတဲ့နေရာနဲ့တခြားမှာဆိုရင်တော့ဒါတိုက်ရမှာပဲဆိုတော့ယူဆလည်းရှိတယ်။နောက်တချို့ကတော့လုံးလုံးဝကိုအခုချိန်မှာထိုးစစ်တွေပါဆင်သင့်နေဆိုပြီးတော့ဟိုပြောဆိုမှုတွေစီရုံးမှုတွေလည်းရှိတယ်။ဘာပဲပြောစစ်ကောင်စီကတော့ကျင်းသေးတယ်။နေပြည်တော်ကတော့ဘုံဘုံလဲွားတဲ့အနေဟိုအစိုးရယုံနေရစားဟိုမြေကြီးပေါ်ရောက်ကုန်တာလေနော်တန့်နေပေါ်ရောက်ကုန်တာဆိုတော့ဖြစ်လာနိုင်ချေပေါ့နော်ဒါအခွင့်ကောင်းဆိုပြီးတော့တိုက်ပွဲတွေပိုအချိန်မြင့်မဲ့ဟာမျိုးပါဘလောက်လောက်ရှိနိုင်လဲပြောမယ်ဆိုရင်တော့အခုထုတ်ပြကြညာကျဲကိုထုတ်ထားတဲ့အကွဲစည်းတွေကလည်းပဲဟို ပฏิပခတ်မှာဓာတ်ရိုက်ပေါ့ဝင်နေတယ်အင်အားစုတွေဖြစ်တော့အဲ့ဆိုတော့ဟိုဒီနေရာမှာတစ်ချက်ကြီးရမှာကတော့ဟိုကျွန်တော်ရှမ်းမြောက်အပိုင်ပေါ့ဒီရှမ်းမြောက်မှာဆိုရင်လည်းတရုတ်နိုင်ငံရဲ့ပေါ့ဝင်မှုနဲ့ဒီ SSC နဲ့ဒီကိုကန်နဲ့ဆွေးနွေးနေတာရှိတယ် SSC နဲ့ဘလောင်နဲ့ဆွေးနွေးနေတာရှိတယ်ပြီးတော့ market နဲ့လည်းတချို့ကိစ္စတွေတရုတ်ဖက်ပြုပန်းနေတာရှိတယ် AA နဲ့လည်းတရုတ်ဖက်ပြုပန်းနေတာရှိတယ်ဒီချင်းတွေလည်းထပ်ထွက်စဉ်းစားရပဲချက်ဖြစ်တော့လာမယ့်ပฏิပခအလားရပါဘူးထပ်ထွက်နေမိရမှာတော့ဒါလည်းကျွန်တော်ထပ်ထွက်ကြည့်ရပါ သုဒ္ဓဘာမပြည်ရလနကတ်တွန်လိုက်လက်တွေ့ပေါ့တဖွဲ့ချင်းတဖွဲ့နဲ့မတူတဲ့အခြေအနေရတည်ရှိနေတဲ့အနေထားပေါ့ဥပမာဆိုမြောင်ပိုင်းမှာဆိုရင်တပိုင်းဘူတောင်ပိုင်းမှာဆိုရင်တောင်ပိုင်းမှာဆိုရင်ပြောမှာဆိုရင်တော့ကင်းယူနေပေါ့ကင်းပီပီပေါ့အဲဒီအခြေအနေရတော့ခုချစ်တီဒီသဘောထားတော့မထုံဘူးတိုင်းပဲဒီဘကအရှိရတော့ဒီထိန်ထားနိုင်တဲ့အခြေအနေဖြစ်တာပေါ့တဖက်မှာလည်းပဲဟိုဒီအခြေအနေကြော်နိုင်ဖို့အတွက်ဆိုရင်လည်းတောင်ပိုင်းမှာဆိုထိုင်းရတော့ကျူပိုင်းနေတာပေါ့နော်ထိုင်းရလည်းပဲဟို အားလုံးနဲ့ဘယ်ပေါင်းစုံနဲ့ကျွန်တော်တည်တရာဘယ်ပေါင်းစုံနဲ့ထိုင်ရတော့ SSC နဲ့ဖိတ်ခေါ်တဲ့တွေ့ဆိုတဲ့ကြံတဲ့တန်တဲ့တိုင်းစားနဲ့ငယ်ကွယ်စည်းနေဘူးလည်းတွေ့ဆိုတယ်ဒါတွေကိုတူတူလေးပဲနိမ့်နှံရှာနေတာပေါ့အခုအခုဆိုရင်ကျွန်တော်မကြခင်ပါဆိုရင်ပေလာမှာဆိုရင်ဒီအာဆီယံထိပ်သီးစည်းဝေးပဲရှိတယ်အာဆီယံထိပ်သီးစည်းဝေးပဲမတိုင်ခင်ပါဆိုတော့ပြင်ဆင်မှုတွေပေါ့ဒါတော့လမကလမတော့ဒီခင်းကျင်းနေတာဆက်ရှိနေဦးမှာပဲအာဆီယံရဲ့ကျူပန်းမှုဒီတရုတ်နိုင်ငံရဲ့ကျူပန်းမှုဟိုကိုအိန္ဒိယနဲ့သူကျူပန်းနေတာရှိတယ်ထိုင်းရဲ့ကျူပန်းနေတာရှိတယ် ဒီသူတို့ကြိုးပမ်းမှုတော့ပြဿနာကိုဒီခေါ့ကိုပြဆိုဆွနေဖြည့်ရှင်ရေးဆိုတာလိုင်းချောင်းကိုအားလုံးတော့စူပေါင်းကြိုးပမ်းနေတာပေါ့အဲ့ဒီခင်ချင်းရှိနေတယ်ဆိုတာတော့ရှိတယောက်တော့ကျွန်တော်လက်ခံထားလို့ရတယ်ဆန်တာတော့အားလုံးတော့တောင်းဆိုနေကြတာပေါ့နော်ကိုကဆိုကိုကအချင်းဒီခက်ခဲနားမလည်ပဲနဲ့ကိုကကိုကျွန်တော်ဝေဖန်ပြတင်းနေနေထားလေဟောပလောင်ဝေဖန်ပြတင်းနေနေထားတည်နေနေဝေဖန်ပြတင်းနေထားလေကျွန်တော်ကြားသိရမှာပဲဒါပေမဲ့ကျွန်တော်ကြည်ရမှာတော့တဖွဲ့ချင်းစီအထူးခြားမှုရဲ့ တဖွဲ့ချင်းစီရမြို့သားရေးစန္ဒာရဲ့သူတို့မှကြီးရှိနေတဲ့ပကတိချင်းတွေကျွန်တော်ထပ်တွေ့ရမှာဖြစ်တယ်။ကိုဖြစ်ချင်းတဲ့စန္ဒာတသက်နဲ့တော့တင်းတုံလို့တော့မရဘူး။ဒါကြောင့်ဘယ်လောက်တိုက်တာဒီလာလာရှိမလဲဆိုတာနေထားအဲ့တဖွဲ့ချင်းစီရထူချောင်းမှုချင်းနေတယ်ဘယ်တော့တိုက်ထားရှိနေမလဲဒါပေမဲ့ခုကျွန်တော်ခုနပြောသလိုပေါ့နော်ဆောင်ရွက်ပြီဆိုရင်လည်းခုနပြောသလိုဒါ SSC ရတော့ခက်ခဲဖြစ်နေပြီဒါတနေငါတို့ထုတ်စီဆင်ရအောင်ဆိုပြအဆိုရအောင်လည်းပဲဘယ်တော့တိုက်တာဒီကျွန်တော်ဒီ EU ချင်းချင်းကြားမှာ coordination cooperation လုံးနိုင်ပြီလဲအဲ့အချင်းတွေကစိတ်ခေါ်မှုဖြစ်တော့ပထမဆုံး SSC ရဲ့ဘလို့ပါစုပြမလို့ SSC ပြောလည်းပဲဒီချင်းတွေမှာသူတွေရဘူးတွေလည်းသူသူဖယ်တဲ့သူကြည့်နေသူလည်းကြည့်ပါဘူးသူကလည်းမြေပြားဆိုးရှုပ်ထားတာအဲဆိုးနေမြေဆိုးရှုပ်ထားတဲ့အချင်းတွေမှာပါဆယ်လုံးမလဲပေါ့နော်အလိုတော်ဟိုဒီဒါကိုဖြစ်ရှင်းနိုင်ရေးကျွန်တော်စက်ကျူပန်းနေကြတယ်တိုက်တောင်းနေကြနေတာပဲရှိတော့ဟုတ်ပြီဒါကတော့တပိုင်းပေါ့နော်ဟိုစစ်ကောင်စီအခက်တွန်လိုင်းအတွက်အချက်ဆိုတဲ့ပန်းနေတာ တိုက်ပွဲတွေပို့ပြီးတော့အရှင်ကိုမြင့်နိုင်မှာဆိုတော့တပိုင်းပေါ့နောက်တပိုင်းကျတော့အခုဖြစ်သွားတဲ့ကပ်ဘေးကြီးอ่ะဒါတကယ်ဟိုမြမတိုင်းမှာအကြီးအမားဆုံးလို့ပြောရမှာပေါ့เนาะအကုန်လုံးပြိုလဲသွားတာဟိုတခါမှမကြုံဘူးတဲ့ဟာမျိုးကြီးပေါ့เนาะအရင်တော့ရှိရဒါပေမဲ့အခုမျိုးဆက်မှာဒါပထမဆုံးကြုံတွေ့ရတာပေါ့လေဆိုတော့စကိုင်းမန္တလေးနေပြီးတော့ဟိုအလဲပိုင်းတခွင်ပေါ့เนาะဖြစ်တဲ့ဆိုတော့ဒီအခြေအနေကြီးอ่ะကျွန်တော်တို့อ่ะဟိုလုံးဝဟိုတိုက်ပွဲတွေရက်တင်ပြီးတော့ပြန်လဲထူထောင်ရေးကိုဦးစားပေးရမယ့်ပုံစံမျိုး ဟိုတွက်တင်လာဒီဒီပမာဏတခြားဥမာစူနာမီဖြစ်ခဲ့တဲ့အာချီလိုဒေသနဲ့ရှင်နောက်တခြားနိုင်ငံတွေမှာလည်းရှင်လို့ရှင်နိုင်ငံတိုင်းလည်းရှင်ဒီ disaster ကြီးကဆိုနှစ်ပေါင်းများစွာဟိုယူရမယ်လို့လည်းကုလသမဂ္ဂကဒါသုံးသက်တာတွေရှိတယ်ဆိုတော့ဒါဟိုပဲဦးစားပေးတင်လာဒါလည်းဒါကနေညှိနှိုင်းမှုတွေပြန်သွားတင်လာဆိုတော့အဲ့ဒီအဲ့ဒီဟို focus လုပ်ပြီးသုံးသက်ချက်ကိုရောဘယ်လိုမျိုးပြောခြင်းလဲကိုမျိုးဝင်နေတယ်ဒီနေရာမှာတော့ဟိုတကယ်ပြည်သူတွေရဲ့ဆန္ဒပေါ့ ဲ့ဒါတော့လေးထားလေးထားသိတယ်အဲတိအောင်လည်းကျွန်တော်တော့ကြိုးပမ်းစီခြင်းတယ်တစ္ဆတ်သူအားလုံးအခုပြောနေကြတာကဟိုပฏิပခတန်းကိုဒါလိုက်ခံစားရတဲ့ပြည်သူရှိတယ်ပြီးတော့ဝါပြီးတော့မှခံစားရပြည်သူရှိတယ်ဘလို့ချုံတော့ဘူးပေါ့အခုဒီမန္တလေးမှာဖြူရန်ကုန်လူတွေလို့ချုံမဲ့ထဲလားမလို့ချုံဘူးဟုတ် Facebook ကနေပြီးတော့ငယ်လေးသတင်းပါညာဆိုသတင်းကြားပြီးဆိုတော့အကုန်လုံးနမ်ဘော့ထွက်နေကြတာဟုတ်ဘလို့ထော်မာပဲပြောရမှာပေါ့ဟုတ်အခုဆိုပြည်သူလူထုတော်တော်များများစကိုက်ပြယူကြီးဆိုတော့ဟာဟုတ် ပြီးမှအဲ့ပြာယူကြီးရယ်နှစ်တရားကြာရင်တစ်ခါလှုပ်တယ်နှစ်တရားကြာရင်တစ်ခါလှုပ်တယ်ဆိုဟာကြီးရတယ်နောက်တာနှစ်တရားဆိုတာအစိုးရဘူးဖြစ်နေပြီအခုပြီးမှတစ်ခါတော့ပကုန်းငင်းလေပကုန်းငင်းလေနဲ့နှစ်တရားဆိုတာမကြာပခင်မှာပကုန်းငင်းလေနှစ်တရားပြီးတော့မှအဲ့ဒီဟာကြီးကဘလို့ချုံဘူးနေထားကြီးရပြည်သူလူသားမတော်တော်လေးကိုစိုးရိမ်စေဖို့တော့အဲ့ဒီနေထားပေါ်မှာဘယ်ဘယ်ရွှေရမလဲကျွန်တော်ပြောလာတယ်ဟိုမှာဆိုရင်ဒီငင်းလေရာကိုတဘာပိတ်တာတော်တော်လေးကိုဖြစ်တာပေါ့ဟိုမှန်တိလေးမှာဖြစ်တယ်တကယ်လို့တာရန်ကိုလှုပ်တာရန်ကိုမြို့တာဖြစ်မှာဆိုရင် တော်တော်လေးကိုထိခိုက်ဆိုင်ကြီးပါဘူးဆိုလိုတာတော့စိုးရိမ်စေးတည်းအများကြီးဖြစ်ကြတော့အဲဆိုတော့ပြောမယ်ဆိုရင်တော့တရမူကအရန်ကြီးတယ်နာခင်နဲ့မတူဘူးပေါ့နာခင်မှာဖြစ်တာမုတ်တိုင်းနဲ့တူအဆောက်အဦတွေရောအာနိုကတော့ရေနဲ့မြော့ပါသွားတယ်ပြောအောင်ပါအမကူချငန်းလေးပြကြတော့ဒီအဆောက်အဦပြိုင်ရပုံတိုင်းကြံခဲတော့ပါမစီလူကဲဘူးနောက်တစ်ဆယ်တော့အဲ့ဆောက်အဦတွေရှင်းနေဖို့အတွက်ပြီးတော့ပြန်လည်ထူထောင်ဖို့အတွက်ရှင်းနေတော့ဟိုအဲ ISP ရတော့တုံ့တာဘူးလို့ပေါ့ဒါကြီးပြန်လည်ထူထောင်ဖို့အတွက်ဆိုရင်တော့ လောက်တိုက်တာဒီရှိနိုင်တယ်ပြီးရင်စိုးရည်စီပေါ့ဒီနေရာမှာရောစနေကိုဖြစ်ပါအောင်လားဆိုတော့စိုးရည်စီရွေးချယ်စရာမရှိပါဘူးကျွန်တော်ပြည်သူလို့ဒီနေရာမှာပဲဆက်ရပြန်ရုပ်ရုပ်ကထားကြမှာပဲအဲ့ပုံမှာနောက်တက်နောက်နှစ်တရဆိုတော့စိုးရည်စီရတယ်ညာစိုးရည်စီဖြစ်တော့အဲ့ဆိုတော့ဟိုအခုအခုချင်းနေမှာတော့ဟိုရှင်းလက်မှာပြဿနာဖြစ်ရှင်းတာတဲ့ဟိုကျွန်တော်ကြိုတင်ကောက်ွယ်ရင်းအကောင်းဆုံးနေနာဖြစ်တော့မကြိုတင်ကောက်ွယ်ဘူးတွေ့ရောကျွန်တော်မှတဏှာအိမ်အားရှိတော့ပါတယ်အခုပိတ်လမ်းပြေးဈေးဒါအတက်နေပြီ ။ဒါဆိုတော့တေချက်အခုဖြစ်နေတဲ့ပျက်စီးတွေကိုရှင်းနေရင်တော်တော်လေးကိုကြက်ပြတဲ့ရှင်းမီးဖြစ်တာ။ဟုတ်နာဂေတော့ဆိုရှင်းတယ်။အကုန်လုံးပါသွားတော့ဘာမှရှင်းစရာမရှိတော့ဘူး။အရှင်တဲ့နေရာမှာပြန်နေထူထောင်လိုက်ရောပဲ။အကူအဲ့လိုမျိုးမဟုတ်ဘူး။ပြန်နေထူထောင်ဘူးတော့ဒီပျက်စီးကိုပြန်အရင်ရှင်းရမယ်။အရှင်းပြီးပြီဆိုရင်လည်းပြန်နေထူထောင်ဖို့အတွက်အချိန်တွေမတူဘူးပေါ့။ဒီစေဘိတိုင်းခံခဲ့တဲ့ကာလအချိန်လေးအများကြီးရှိတယ်။ဟုတ်။အဲဆိုတော့ပြည်သူလူထုနဲ့ကြီးမဲ့ဆိုရင်တော့ဟိုတဘွားဘေးတောင်မလို့ချိုးဖြစ်တဲ့ထင်ပါဟိုစေဘိပါ စတိုက်ထားမှပြီးရင်ဆာရမယ်ဆိုတော့ဒီချင်းနေကြတဲ့နေရုတ်ထားကြပါဒီချင်းနေတဲ့နေနှက်ခံရမှာပေါ့ဆိုပြောရင်လည်းပဲကံကရှင်ဘုရားပြောရင်တော့လွယ်တာပေါ့အားလို့တော့နှစ်မျိုးရှိတော့ခုနပြောဟိုဟာဖြစ်ရှိပါဆိုပြောနေပြီသူလည်းရှိနိုင်တယ်တော့ရတဲ့ငါတို့နေနှက်ခံမှာခြားသခြားဆိုပြောရပြီသူလည်းရှိနိုင်တာပါအဲဆိုဒီအဲဒီပုံမှန်မူတည်ပြီးတော့မှဟိုသဆက်အပွဲစီလိုက်ပဲကျွန်တော်ပြည်သူအတောင်းဘလို့နိဘလို့ပုံစံနဲ့ပြည်သူတောင်းပြဿနာဖြစ်ရှင်းဖို့တော့ကြိုးပမ်းလဲပုံမှန်ပဲ ဆန်တာပေါ့နော်ဒီ SSC ပါဝင်အလုံးရဲ့နိုင်ငံရေးဆန်တာပေါ့မှာပဲပူတည်တယ်ပဲထင်တယ်ဟုတ်ပြီအဲ့တော့အခုကစစ်ကောင်စီအခက်တောင်းလိုင်းအချက်ဆိုတဲ့ဟာနဲ့ဒီစစ်ရေးရထက်ပြီးတော့ဟိုစစ်ကောင်စီပြိုကြအောင်သွားမလားဆိုတဲ့အပိုင်းတစ်ပိုင်းပေါ့နော်ဒါမှမဟုတ်ပဲအခုပြိုလဲနေတဲ့ကပ်ဘေးတန်ကြီးကိုအလုံးဝိုင်းပြီးတော့ဖြည့်ရှင်းကြမလားတနက်ဒီဘေးချပြီးတော့ဒီနှစ်ခုမှာဘယ်ဟာတွေဖြစ်မလဲဆိုအခုကျွန်တော်ဆွေးနွေးခဲ့တာပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ကိုမျိုးဝင်းကအခု 7EO Lens Coordinator တယောက်ဖြစ်တယ် နောက်ပြီးတော့ဒီတွစ်ဆုံဆွေးနေလမ်းကြောင်းကိုတွားနေတာပေါ့နော်ကိုယ့်ရဲ့မိခင်ဖွဲ့စည်း ABS CEO တော်မှာဆိုတာစွန့်လွတ်ခဲ့ပြီးယုံကြည်ချက်တိုင်းတွားနေဆိုတော့အခုအချိန်တွေကကိုမျိုးဝင်းတို့မျော်လင့်တဲ့အခွင့်အလမ်းတစ်ခုအနေနဲ့ဖြစ်လာပြီလို့ပြောရင်ရနိုင်မလားကိုမျိုးဝင်းတို့ဘယ်လိုမြင်လဲအဲ့ဒီစစ်စစ်ဆွေးနွေးလမ်းကြောင်းကိုဘယ်လိုစဉ်းစားထားလဲခုကတော့ဒီပြောမှဆိုရင်တော့ဒီသူစုဆွေးနွေးဖြစ်ရှင်းပါဆိုတဲ့အသံတော့အရင်ကတည်းကပိုကြီးကျက်လာလို့ဒီနေ့နောက်ဆုံးတော့ကုလသမဂ္ဂလှုပ်ရှားကောင်စီကလည်းပဲကြိုးစားပါတယ် 阿罗罗就是你家的，阿是的，表面属于的，人家那个阿是酒吧、白酒吧哪家的，不不不不，你看家的油厂的不的，阿是的，你眼里那皮肯起的在上一道，都是从你皮线吧出来，阿当然不见了的，阿些东西的，就那老个洗掉，就那老个蛋蛋出来，出来出来，阿罗罗你别点会判的说清的，阿没不清的嘛，阿是的。 အားလုံးတူတူပါဝိုင်းပြောကြတဲ့ဆိုတာချင်းနေဖြစ်တော့မကျင်နိုင်ရင်လည်းပြပြီးတော့ခံစားပေါ်တော့မကျင်နိုင်ဘူးအဲ့လိုဖြစ်တော့လည်းလည်းအဖို့ရတာပြောမှဆိုရင်ဒါဆိုတော့အခုချင်းနေမှာတော့ဟိုအတန်တော့ပူကျတာတယ်ညင်တဲ့ဆိုင်ဒါလည်းဒါကြောင့်မလို့ပူရောကျူပန်းရမှာပေါ့နော်အခုချင်းနေရတော့ပူပြီးတော့မှဟိုဖြည့်ရှင်းဖို့တော့အချင်းနေရတွန့်ပူနေတာပေါ့နော်ပျော်လေးစရာတွေအများကြီးရှိတော့အခုအခုလိုမျိုးပေါ့ပဋိပက္ခရှိတ်ရှော့ကဟာပြခရစရေးဖြစ်သွားတဲ့အချင်းနေမို့ရတာမှာဒီကအရှိတ်ရှော့ဖို့အတွက် ဲ့ definite definite ကြားမှာကျွန်တော်တို့ဒီသင်္ကန်းတကာပတ်ဖို့မှုနဲ့ဟိုဒီဆက်သက်ဆောင်ရဒီဒီ communication channel တွေရှိတော့ဟိုတွေ့တော့ကျွန်တော်မျှော်လင့်စရာတွေရောပုံရှိလာပါတယ်လို့ကျွန်တော်မြင်ကြည့်တာပါဟုတ်ကဲ့မျှော်လင့်စရာတွေရောဟိုတွေ့ပြီပေါ့ဒါပေမဲ့ဟိုဘာဘာတွေလုပ်ဖို့ရှိလဲဟို plan တကူချမလားဘလို့ season တွေအခုချိန်မှာဟိုခေါင်းထဲမှာပေါ်လာလဲတကူပေါ့နော်ဟိုလုံနိုင်မဲ့အနေထားကိုဘာများပြောလို့ရမလဲဟိုပထမဆုံးကျွန်တော်လုံနိုင်တာက advocacy ပေါ့အခုလိုမျိုးဟို အတန်တွေပို့ထွက်အောင်ဟိုဟိုအတန်တွေပို့ထွက်အောင်ကျွန်တော်လုပ်တယ်ဆိုနိုင်ငံတကာလည်းကျွန်တော်ကဟိုနိုင်ငံတကာလည်းကျွန်တော်ဒီပြောရမယ်ကျွန်တော်ဒီ SSC လည်းပြောရမယ်ကျွန်တော်ဒီတန်တန်လည်းနိုင်ငံဖွဲ့စည်းရေးလည်းပြောရမယ်ဒါတွေကအချိန်နှမပေါ့တော့အဲ့ဒါအချိန်နှမတည်ဖို့အတွက်တော်တော်များများလည်းအခုဆိုရင်တော့မြေပြင်ပေါ်မှာသွားပြီးတော့မှတည်ရမှုပေါ်မှာထိခိုက်မှုအခုဆိုတွေ့ချင်နေကြရင်ပေါ့နော်ဒီဂျပန်နဲ့သွားနေတယ်ကျွန်တော်အမေရိကန်နဲ့သွားနေတယ်ဒါ assessment တော့နေကြရင် အဲ့ဒါလေးကိုကျွန်တော်တို့ညာမြာအပုပ္ပစီမြတ်မြတ်ကျွန်တော်တို့ကိုတို့မယ်ဒါတစ်ချက်ပေါ့ဒါဆိုတော့ဟိုကျွန်တော်တောင်းကျွန်တော်ပိုက်ကြတော့ခုနပြောသလိုဒီချင်းနေဒီပေါင်းနိုင်ငံပေါင်းချက်ထွင်းဖို့ပြောကျွန်တော်ကျူပေါင်းကျူပတ်ခက်တော့နော်နိုင်ငံပေါင်းချက်ထွင်းမယ်စေးပေါင်းကျဲနေတယ်နိုင်ငံပေါင်းချက်ထွင်းမယ်အဲ့ချင်းနေမှာတစ်စစ်ခုနပြောသလိုနိုင်ငံပြည်ထောင်နိုင်ငံနဲ့ဖြစ်ရှိနိုင်တဲ့ချင်းတွေဒီရောက်ပရမဆေးပြုံမန္တကတော့အခုကျွန်တော်ဒီသဘောထားကတော့ ဒီကျွန်တော်ကြိုဆိုထားတာကတော့ခုလက်ရှိကျွန်တော်တို့ဒီဖွဲ့စည်းတရားနီးရောထုတ်ပြကြေညာချက်တွေရှိတယ်ဒီဒီခုနပြောတဲ့ပြက်ခရရဲ့စိတ်ရေလောအချက်တွေရှိတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကကြိုးဆိုတယ်ဒါကကကြတဲ့အနေထုတ်ပြရလဲဆိုလို့ဒါကျွန်တော်နားလည်တယ်ကြိုးဆိုတယ်ဒီအစေးကနေတစ်စိနိုင်ငံပြည်သူနောက်နိုင်ငံကြီးနဲ့ဖြည့်ရှင်းနိုင်သည့်ရောက်လာအောင်တော့တိုက်တွန်းထားတယ်ဒါနိုင်ငံကြီးစံတော်ကိုကျွန်တော်တိုက်တွန်းထားတာပေါ့ဒါတစ်ချက်အမအဲ့တော့ရအောင်ဘယ်လိုလုပ်လဲဆိုတာအပိုင်ပေါ့အခုစမ်းမဲယူလိုင်းရင်တွင်းမှာတော့ဒီတကြံပြီးရင်တော့စုံညီစည်းဝေးလုပ်ရှိတယ် ဲဆိုညစီဝီတို့ပြီးပြီးဆိုရင်တော့ဒါလေးရှင်းနေတဲ့သဘောထားလေးခုနအမြင်နှမျိုးရှိနေတော့ဒါအခွင့်အလမ်းဖြစ်နေယူပြီးတော့မှတိုက်ပါဆိုတဲ့အမြင်ရှိတယ်ဒါအခွင့်အလမ်းဖြစ်နေတုံချပြီးတော့မှဒုစုစင်းဒီပြအောင်လုပ်ပါဆိုတဲ့သဘောထားရှိဒီအမြင်နှစ်ခုတော့စပယ်ဥဒယံအတွက်မှရှင်းအောင်တော့ခြာဖို့လုပ်တော့ကျွန်တော်ခုလက်ရှိချင်းနေဒီကတော့ဒါအခွင့်အလမ်းဖြစ်နေဒုစုစင်းဒီဖြစ်ရှင်းနိုင်ဖို့အတွက်ကြိုးပမ်းမယ်ဆိုတာဟာရှိတယ်ဒါကြောင့်လာမယ့်ကလာမှာတော့ကျွန်တော်တို့ရှင်းရှင်းလေးနဲ့ပို့ပါတယ်အဲ့ခြာပြီးတော့မှဘယ်လိုကောင်းတဲ့ formula ဆိုနေ လုပ်ငန်းစီစဉ်နေကျွန်တော်ခြားမှန်းပေါ့လို့မယ်ပြီးတော့တင်ကြတာတော့ဒီပမာပြေနိုင်ငံပြည်ထောင်အဖြစ်ရှင်းဖို့အတွက်တော့ဆမ်မအီယူတိုင်းတခုတည်းတော့မရပါဘူးအဲဆိုတော့ကျွန်တော်နဲ့အမြင့်တူတဲ့အင်အားစုတွေကျွန်တော်စူးစိရမယ်အခု PC ပြန်ပြကျွန်တော်လုပ်ရမယ်နိုင်ငံတကာအခုစုနဲ့ဘာပြဖို့နိုင်ငံတကာဘာဖို့မှုတွေရတဲ့ပို့ရှိလာပြီအားလုံးလည်းပဲဟိုကြိုးစုံနေကြတာပေါ့နော်တင်ချင်းတွေဖြစ်ရှင်ရေးဆိုတာဟိုတော့ SSC ကိုလည်းပဲဟိုနိုင်ငံတကာရဲ့ဘာဖို့မှု ရှိဘူးလို့လဲဆိုတော့လက်ခံနေတဲ့အချိန်ဒီမှာအနည်းဆုံးပဋိပက္ခရှိရှော့ချနိုင်ဖို့တော့ပေါ့ပထမဆုံးအဲရှော့ချနိုင်ပြီဆိုရင်တော့အခုလိုမျိုးနည်းနည်းလေးထိမ့်ထိမ့်သိမ့်သိမ့်နဲ့သွားနေနိုင်ပြီဆိုတော့ယုံကြည်မှုရှိလာတယ်ဆိုတော့ဒီအချိန်တွေကနေစာစာရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါလေးကိုကျွန်တော်တို့ဒီအစ်စင်လိုက်ကြိုးပမ်းနိုင်ဖို့အတွက်တော့ကျွန်တော်ကြိုးစားသွားဖို့အတွက်တော့ကျွန်တော်ပြင်ဆင်သွားဖို့အတွက်တော့တော်တော်လာရှိပါတယ်โอเคအဲ့တော့ကိုမျိုးဝင်းတော့ဒီတွေ့ဆုံဆွေးနွေးလမ်းကြောင်းသွားဖို့ဒါဒါအဓိကညီမှန်းတာပါเนาะဒီတိုင်းသွားနေရဆိုတော့အခု ဟိုစစ်ကောင်စီရဲ့အခက်နော်ဒီတော်လိုင်းအတွက်အချက်ဆိုပြီးတော့ဒီလုံးဝတိုက်တင်နေဆိုတဲ့ဒီအင်အားစုတွေအတွက်ကိုရောနောက်ဆုံးနေနဲ့ဘလို့သတင်းစကားမျိုးပေးခြင်းလဲဒီကတော့ဟိုခုနကျွန်တော်ပြောသလိုပဲလေဟိုတဖွဲ့ချင်းစီကလည်းပဲဖြစ်ရှိနေတဲ့အခြေအနေနဲ့ကျွန်တော်ပဂရီအခြေအနေမှန်အောင်ကျွန်တော်တော့တုတ်တန်နိုင်ကြမှာပါကျွန်တော်အားလုံးတူတူကဖျက်ခဲကြတဲ့နဂတ်တွန်လိုက်ဖွဲ့စည်းတွေပါပဲနေပေါင်းများစွာကျွန်တော်ကြိုးပမ်းခဲကြတာပါအခုပြောမှဆိုတော့နေ90အတွင်းမှာ ဒီချင်းတွေအကောင်းဆုံးပဲဆိုရဲဒီချင်းတွေကတော့ရင်မဲ့ပြီဒီချင်းတွေရင်မဲ့ပြီဆိုတာကျွန်တော်သုတ်တတ်ခကြတာကြေပေါင်းမနေတော့ဘူးဝင်းနေပြောနေဒါကျွန်တော်ကိုယ်နိုင်လည်းပဲဟိုနှစ်ပေါင်း30ကျော်အတွင်းမှာဒါအခွင့်အလမ်းကောင်းပဲချင်းတွေကောင်းပဲဆိုတာဟာမျိုးနဲ့ဒါကိဖြစ်တဲ့ချင်းမှာလည်းဒီလိုပဲကျွန်တော်တွေ့ဆခကြတာပဲအခုလည်းကျွန်တော်တို့ဘာပြပြောအခုဆိုရင်တော့ပါကွန်တီပြတော့အကြီးပြောလို့ရတာကိုတီပြတော့နေရကိုရွှေလိုက်ရင်ပါဖြစ်မှာလေကျွန်တော်ထွေးစက်တာ ရန်ကုန်မှာအကုန်လုံးဒီအစိုးရတွေရန်တရပြဆောက်အုပ်တွေအကုန်လုံးရှိပြီးသားနေဟိုဥပမာပြောတာဟိုခြေကံဆောက်အုပ်ကြီးပြီးတော့မှအာနီဘီတော်ဥမာခြေကံဆောက်အုပ်လေးပြိုလဲကုန်ပြီး SSC ရန်တရရပ်သွားပြီဆိုတာမျိုးပြောလို့မရဘူးတခြားနည်းနဲ့လုံလို့ရတဲ့နေထိုင်အများကြီးရှိတာကျွန်တော် EU တွေရင်ဆိုင်နေရတယ်ကျွန်တော် EU ချင်းကြားမှာဒွန်လိုင်းအင်အားစုချင်းမှာဘလောက်တိုက်တာဒီမာဗျူအမြောက်ခုနကပြောတဲ့ဒီအပိတဒီအောက်ဘက်ဆင်တယ်ကိုတော့ မှာပြီးတော့ကြာကြာ coordination completion လုပ်နိုင်တယ်တော့ဒါလားဒါအကြီးကြီးစစ်ကိုချက်ပဲဘာလို့ဆိုစေးရဖို့ဆောင်ပြီးဆိုတော့လည်းလည်းခရင်လိုအပ်ချက်ရှိတော့ဘောအဲ့ဒီအတွက်တော့ block detector ထိဒါတွေဖော်ဆောင်ဖို့တော့အဆင်သင့်ဖြစ်နေလို့ရံပဖြစ်နေတယ်ဗောကျွန်တော်ထင်တာဒါလည်းအကသာအရင်ကြီးတော့ပွင့်နေပြောရင်တော့ဟိုစေးရီကိုအာမပေးတဲ့ပါဝင်ကြတာမှဒီဒါတွေဒါတွေစစ်စည်းအကူကြီးရဖို့ဆိုတာနေတာအရင်ခက်တယ်အဲ့ဒီဒီကိုမရှိတဲ့ဒီစစ်ပစ္စည်းရောခုနပြောတဲ့ ူတွေထိုးစီဆင်ပြီးတော့မှနေပြီးတော့တိတ်နေတဲ့နေသားလုံတော့လုံတော့ရတာပေါ့ဒါပေမဲ့တခုတော့ပြောရတာပေါ့ရတဲ့တဲ့ကိုလည်းနေမှုဆိုပြီးတော့ဒါလည်းတုံချလို့ရတဲ့အချင်းတွေဖြစ်တော့ SSC ကနေပြရရှိတဲ့လည်းလည်းတုံပြုမဲ့ဆိုတဲ့ဒါဖြစ်ရှင်းနေတဲ့နေသားတခုဒါပေမဲ့လက်တွေ့အဖြစ်တော့ခက်ခဲတဲ့စိတ်ကိုအများကြီးရှိမှာပါဒါလည်းအားလုံးလည်းပဲကျွန်တော် EU တွေကထွက်တွဲနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ဘို့ဘူးခုချင်းနေမှာတော့ဘာလို့သိလဲဆိုတာထဲကို ဘာလို့ရမလဲဆိုတာကိုကျွန်တော် EU တွေကသုတ်သားနိုင်နိုင်ကြမှာပါကျွန်တော်အများကြီးပြောကြတယ်မလိုပါဘူးလို့ဟုတ်ပြီအဲ့တော့ဟိုငလင်တန်တဲ့ပြည်သူတွေရောเนาะဟိုစစ်တန်တွေခံရတဲ့စစ်ဆောင်တွေရောဟိုနှစ်ခုလုံးမခံပြင်မဲ့လဲစိုးရင်ကြောင်းကြမှုတွေရှိနေတယ်အခုထွေထွေပြည်သူလူထုကြီးအားလုံးအတွက်ကိုဟိုပါမများအားပေးစကားပြောခြင်းလဲဗျာဘလို့ပြောမလဲပေါ့เนาะကျွန်တော်တို့ဒီကျွန်တော်တိုက်ပြရပဲဟို ကျေးဇာသိနေသလားပေါ့တော့ပြည်သူတွေကဟိုအင်ဒီဂျင်တိုက်ပြည်နဲ့နိုင်ရှင်ကြည်လိုက်လဲဆိုရင်တော့တော်တော်လေးကိုတော့ကြာကြာခဲ့ပါတယ်ကျွန်တော်တိုက်ပြည်တယ်ဟိုလာအိုဝဲជីជីကမ္ဘောဒီးယားဝဲជីជីဟိုအဲ့လောက်တော့ကျွန်တော်တို့ဘယ်လိုတက်ဖို့ကမရှိတော့ဘူးလေဆိုလိုတာတော့ဒီနောင်ထက်မှာဘယ်လောက်ဗန်နေနေပြီကျကူကျခန့်တယ်ကျွန်တော်ပြည်သူတွေညစ်ဆိုင်နေရအောင်လဲပေါ့ဦးစင်းတို့လည်းជីမြင့်ဦးစင်းမကြခင်မှာမိုးလည်းလာတော့မယ်အခုထိ ုံချုံတဲ့စာအုပ်ရှင်တွေတဲ့ကိုကျွန်တော်ပြည်သူတွေကမရောက်သေးဟိုစကိုင်းတိုင်းဆိုရင်လည်းအလိုတည်းရဲ့တိုင်းတော်တော်လေးကိုဟိုဒီခိုင်ပြည့်စုံမှုသွားပြီပေါ့ဒါစေတန်ပေါ့အဲစေတန်ထမောတကောက်ဒီတော့တော့အဘိဓမ္မာထပေါင်းထလိုက်တော့ဒီလိနေတာကလာတွင်တော်တော်လေးနဲ့ဟိုဒီခံမှုတွေရှိခဲ့ကြပါဘူးတကယ်ဆိုရင်တော့နှစ်သိမ့်မှာပြည်သူတွေပြည့်ပြည့်ရှိရှိနေနှစ်သိမ့်ကူရမှာခါတော်များဖြစ်တာဒါပေမဲ့နှစ်သိမ့်တော့မှကျွန်တော်မကြိုးစားနိုင် တကယ်ဆိုတကြာဆိုတာကျွန်တော်ရဲ့ဒီမြန်မာပြည်သူတွေအတွက်ဆိုရင်တော့လူမျိုးမျိုးဘာသာမရေးပါတော့အင်မတန်မှပျော်ရွှင်စရာကောင်းတယ်ခြေခါရဖြစ်တော့မတီးတကြံပွဲတော့မှကျွန်တော်ပျော်ရွှင်ဖွင့်မရခဲ့ဘူးလေဒါဆိုတော့ဟိုမို့ပြည်သူတွေမို့ကြံမှုတော့အရန်ကြီးပါတယ်ဆိုလိုတာတော့ကျွန်တော်တို့တော့ဟိုပြည်တွင်းမှာရှိနေတယ်ဆိုတော့ပြည်သူလူတွေနေစင်းဘွားဒေတာလည်းပဲဟိုတက်မှရောက်ွက်ထမှနေတယ်ဆိုတော့ နေစဉ်လူပါညင်ဆိုင်နေရတာကျွန်တော်မြင်နေကြတယ်သိနေတာကျွန်တော်ကိုယ်တိုင်လည်းပဲငင်းနေဖြစ်တဲ့ချင်းပါကျွန်တော်နေတာပြောမယ်ဆိုရင်ဟို၆ထားတိုက်ပါအမြင်ဆုံးပါကျွန်တော်နေတာဒီမြန်တီတူကျွန်တော်လည်းစီပြရတာပြည်သူလူထုကအာပြည်ပြည်ပြည်ဆိုနေနေဖြစ်နေရတဲ့ချင်းတွေပေါ့နော်ဒါတော့ပြည်သူလူရဲ့ခံစားမှုတော့ဟိုပြောမယ်ဆိုရင်တော့ပေါ်ပြလို့မတတ်ပါဘူးချင်းတွေအရာကိုစိုးပါနဲ့ဒါတည်းဒါမဲ့ခုနကျွန်တော်ပြောသလိုပေါ့ဒီတိုက်ပြည်မှာလူဖြစ်တာနဲ့ထားပေါ်ရွေးချယ်စရာမရှိဘူးလေ ကျွန်တော်ကောင်းစုဖျောင်းတော့ဆက်ကျူပန်းကြရပါမယ်ကျွန်တော်မြို့ဆယ်မှာမအောင်မြင်နိုင်နဲ့မမြို့ဆယ်မှာဆက်ကျူပန်းကြရပါမယ်ကျွန်တော်ရုတ်ထားနိုင်အောင်တော့ကျူပန်းကြည့်ရပါမယ်ဒါပဲပြောမယ်ဆိုရင်တော့အများကြီးကြံခဲ့ပါပြီလို့ကျွန်တော်ပြောတယ်ဒီကနေ့မှာပညာရေးကြီးကြီးကျမ်းမာရေးကြီးကြီးအားလုံးအစစအရာတော့ကြံခဲ့ယူပါဟိုစီးပွားရေးရပါကြီးကြီးပညာရေးရပါကြီးလူမှုရေးရပါကြီးကြီးဒီလိုဆိုကြကိုတက္ကသိုလ်ဆိုတာရှိတော့အားချမ်းမှာကောင်းဆိုအခုဆိုဘာမှမရှိတော့ဘူးပညာရေးဆိုတဲ့မှာ ဲ့နောက်လုံးပါကိုကျွန်တော်ကြာဆင်းသွားပြီဒီချင်းတရားနေပြီးတော့ယူထားဖို့အတွက်အတူကောင်းတရားကောင်းတယ်မရပါဘူးလို့စူပေါင်းဆောင်ရပါမယ်ကျွန်တော်ရမှာပေါ့အဲ့စူပေါင်းဆောင်ရရင်တည်းမှာကျွန်တော်လုပ်ကျင်တယ်လမ်းချင်းတွေရအောင်တဖြည်းဖြည်းတဖြည်းချင်းပဲကျွန်တော်သွားရမယ်တဖြည်းချင်းတကယ်ပြောင်းလဲတဲ့တူစွာဟာပြောတော့ရက်ခက်ခက်ပါလိမ့်အဲ့တော့ဒီပြောင်းလဲဖို့တော့ကျွန်တော်တို့ကျင့်တဲ့ဒီမိုကရေစီကျွန်တော်တို့ကျင့်တဲ့ဖွဲ့ပဲ ကျွန်တော်လုံးကြုံတယ်တို့ချွေးစင်တွေထူးထူးကောင်းဖို့ပြောဆိုရင်တော့ကျွန်တော်ထင်တာကညီနိုင်ပြီးတော့မှဖြည်း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 ချင်းလောက်သွားတာတော့တိုက်ပြီးတွေ့ဒီတသက်ဆုံးညီနိုင်ဖြစ်နေမယ်လို့ဒါကြောင့်ပြည်သူလူထုနေနဲ့အမရှော်ဖို့တော့ပေါ့ဘယ်လိုကခက်ခဲနေရှိရှိဒီနှစ်သိမ်းမှတော့ကျွန်တော်ပျော်ရွှင်ပဲမရမိမယ်လည်းပဲပျော်ရွှင်ပဲညနဲ့နှစ်သိမ်းရောက်လာအောင်ကျွန်တော်ဆက်ပြီးတော့ကြိုးပမ်းကြဖို့ပဲဒီတိုက်တွန်းလုပ်ပါတယ်လို့ ဟုတ်ကဲ့ကိုမျိုးဝင်ကျေးဇူးများကြီးတင်ပါတယ်အခုဖြစ်သွားတဲ့ငလင်ကပ်ပေးကြောင်းနော်ဟိုဘက်အသီးသီးတချို့ကအပြစ်ရက်တဲ့ပုံမှာအခုလူတေချာဝေဖန်သုံးသက်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျဟုတ်ကဲ့ပါအခုလိုမျိုးဟိုဒီချင်းနေတွေကိုပေါ်ပြခွေရအောင်ဆောင်ရပေးတဲ့အတွက်ကိုပေးထားတဲ့လည်းကျေးဇူးတင်ပါတယ်တို့ဟုတ်ကဲ့ပါ